မန်စီးတီးအသင်းရဲ့တိုက်စင်မိုဟာလန်ကမိမိအနေနဲ့မက်ဆီစီရိုနယ်ဒိုတို့နဲ့အဝေးဆုံးမှသာရှိသေးတယ်လို့ပြောကြားခဲ့ပါတယ်။ဟာလန်ဟာလက်ရှိအချိန်မှာအကောင်းဆုံးဂိုးသွင်းစွမ်းရည်ကိုပြသနေပြီးအသက်25နှစ်အရွယ်မှာပဲကလပ်အသင်းနဲ့နိုင်ငံအသင်းအတွက်ဂိုးပေါင်း329ဂိုးသွင်းယူထားတာကြောင့်မက်ဆီနဲ့စီရိုနယ်ဒိုတို့ရဲ့စံချိန်ကိုချိုးနိုင်မဲ့သူအဖြစ်ညွှန်းဆိုခံထားရတယ်လို့မက်ဆီစီရိုနယ်ဒိုတို့နဲ့နှိုင်းယှဉ်ချီးကျူးမှုတွေလည်းရှိနေတာကြောင့်ဟာလန်ကအခုလိုတုံ့ပြန်ခဲ့တာပါ။ ဒေါမွန်နဲ့ပွဲကြိုပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာလက်ရှိခြေစွမ်းကမက်ဆီနဲ့ဆီရိုနယ်ဒိုတို့ရဲ့အဆင့်အတန်းမျိုးရောက်ရှိနေပြီလားလို့မေးမြန်းမှုကဟာလန်ကမရောက်ပါဘူးဘယ်သူမှမရောက်ပါဘူးကျွန်တော်ကတော့အဝေးကြီးပါသူတို့ညက်ကိုမြင်နိုင်မဲ့သူမရှိပါဘူးလို့ဖြေဆိုခဲ့ပါတယ်။ဒါပြင်ဟာလန်ဟာမိမိဟာကိုရီးယားသွင်းနေတဲ့နော်ဝေကစားသမားတယောက်အဖြစ်သာဆက်ရှိနေပြီးဘာမှအပြောင်းလဲမရှိသေးဘူးလို့လည်းဆိုခဲ့ပါတယ်။ဟာလန်က မိမိအနေနဲ့ခိုးသွင်းစံချိန်တွေအကြောင်းမစင်စားပဲကလပ်အသင်းအတွက်ကုညီနိုင်မှုသာအယုံဆိုင်ကြောင်းနဲ့ကစားသမားဘဝအဓိကရည်မှန်းချက်ကနော်ဝေအသင်းကိုကမ္ဘာဖလားနဲ့ယူရိုပြိုင်ပွဲတွေစီပို့ဆောင်ဖို့သာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။